မင်္ဂလာပါခင်ဗျာအော်တိုဘားလာ28ရက်နေ့အတွက်ရွှေရံကုန်ရဲ့အထူးထူးခြားခြားပြည်တွင်းသတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်နိုင်ငံရဲ့ပထမဆုံးကမ်းလှမ်းလေယာဉ်လျှက်စစ်ကိုဝင်ကြီးဦးညံထွန်းကြည့်ရှုလေ့လာဆိုတဲ့သတင်းပဲဖြစ်ပါတယ်လျှက်စစ်ဆောင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးညံထွန်းနဲ့အဖွဲ့ဟာတရုတ်နိုင်ငံကျန်းစုပြည်နယ်ယူရိုမြို့ဟွန်ချန်းပင်လယ်ကွေ့အပြင်ဘက်မှာရှိတဲ့ဒီရီတော့ကန်ချီမှာ China Lu Dong Power Group Corporation Limited မှတည်ဆောက်ထားတဲ့ကုန်းတွင်းနဲ့ဒီရီတော်ကန့်လွန်တို့မှတက်ဆင်ထားတဲ့အင်အား480မဂါဝပ်ရှိတဲ့ကန့်လွန်လေယာဉ်လျှက်စစ်ဆက်ရုံကိုအော်တိုဘားလ25ရက်နေ့ကကြည့်ရှုလေ့လာကြောင်းသိရပါတယ်။ဝန်ကြီးဦးညံထွန်းဟာခီးစဉ်အတွင်းလျှက်စစ်ဆောင်ဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်လက်ရှိတဲ့တေအုပ်စိုးရပိုင်းကုမ္ပဏီများဖြစ်တဲ့ရွှေလင်းဝမ်း Hydro Power Company Limited, United United Power Development Company Limited, Godfrey Technologies Company Limited, Power China Chengdu Engineering Corporation Limited တို့မှတာဝန်ရှိသူများနဲ့တွေ့ဆုံကစီမံကိန်းအကောင့်ထဲပေါ်ရမှာလိုအပ်ချက်များနဲ့ဆက်လက်ဆောင်ရွက်ရမယ့်အစီအစဉ်များကိုဆွေးနွေးကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ Public ဘဏ်များပါစီဆက်လုပ်ငန်းများကိုချင်းငွေထုတ်ချင်းနိုင်ရေးဆွေးနွေးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံပိုင်ဘဏ်များအပြင် Public ဘဏ်များတွင်မှစီဆက်လုပ်ငန်းများကိုငွေချေးပေးနိုင်ရေးဆွေးနွေးနေကြောင်းသိရပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်၍စီဆက်လုပ်ငန်းများဖွံ့ဖြိုးရေး ချင်းငွေစီမံခန့်ခွဲမှုအဖွဲ့ရဲ့အစည်းအဝေးမှာဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အများဆုံးချင်းငွေကျပ်သိန်း3000ကနေကျပ်သိန်း9000အထိတိုးချင်းဖြစ်နိုင်ရန်ကုမ္ပဏီစုဖွဲ့များစီဇက်အကြီးများဆက်အသစ်တည်ဆောက်ခြင်းတိုးချက်တက်ဆိုင်ခြင်းအတွက်ငွေကျပ်သိန်း1000အထိတိုးမြင့်ထုတ်ခြင်းရန်အတွက်လည်းဆွေးနွေးကြောင်းသိရပါတယ်။ပြည်တွင်းရှိစီဇက်များအစစ်မြင့်စက်ပစ္စည်းများတိုးချက်တက်ဆိုင်ခြင်းအစစ်မြင့်နေခြင်းခက်မီစီဇက်အသစ်များထပ်မံတည်ဆောက်ခြင်းနဲ့လုပ်ငန်းသုံးရင်းနှီးလက်ပတ်ငွေ လိုအပ်ချက်များအတွက်နိုင်ငံစည်းဝါမြင့်တရေးရန်ပုံငွေမှမတည်ထူထောင်ထားတဲ့စီဆက်လုပ်ငန်းများဖွံ့ဖြိုးရေးချင်းငွေရန်ပုံငွေမှအတိုးနှုန်းတက်တက်သာသာနဲ့ချင်းငွေများကိုထုတ်ချိပေးလျက်ရှိကြောင်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမဟာအောင်မြေမြို့နယ်မှာမီးလောင်မှုဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးမြို့မဟာအောင်မြေမြို့နယ်62လမ်း36လမ်းနဲ့38လမ်းကြားမှာအော်တိုဘားလ28ရက်နေ့ညနေ3:00မိနစ်30အချိန်ကမီးလောင်မှုတစ်ခုဖြစ်ခဲ့တယ်လို့သိရပါဗျ။မိကဂွန်ဇင်းနဲ့ စိန်မန်းဗလီကြားမှာလောင်ကျွမ်းကြောင်းနေအိမ်၃လုံးမိတဲ့ပါသွားကြောင်းသိရပါတယ်။မိလောက်မှုဖြစ်ပေါ်ရကိုလေဗန်ဝမ်အဆင့်ရင်းအုပ်စုများထွက်ခွာမိငိမ့်သက်ပေးကြောင်းသိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲဝင်ကိုစလေလောင်းများရဲ့အသုံးစရိတ် UEC တိုးမြင့်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရွေးကောက်ပွဲအသုံးစရိတ်ဖြစ်ပြီးသူလွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ကိုစလေလောင်းများဟာတဦးလျင်အကျပ်3150အစားကျပ်3300တို့၎င်း တိုင်းဒါလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတူဟာကြက်သိန်း300အစားကြက်သိန်း900တို့၎င်းတိုးမြင့်ပြင်ဆင်သတ်မှတ်ပေးကြောင်းသိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာအသက်80ကျော်အမျိုးသမီးတူဦးတူနဲ့ထုသက်ခံရပြီးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်မန္တလေးချမ်းမြသာစီမြို့နယ်မြို့သစ်နှစ်ရက်ွက်80ပြီး108 A နဲ့108လမ်းကြားမှာရှိတဲ့နေအိမ်တစ်လုံးမှာ အသက်80ကျော်အမျိုးသမီးတူဦးအပါဝင်အမျိုးသမီးနှူးဦးကိုတူနဲ့ထုသက်ခံရပြီးအသက်80ကျော်အမျိုးသမီးကြီးတေဆုံးတဲ့ဖြစ်စဉ်တစ်ခုကိုအော်တိုဘားလ26ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့အော်တိုဘားလ26ရက်နေ့မနက်9နာရီအချိန်ကချမ်းမြသာစီမြို့နယ်မြို့သိနှစ်ရက်ွက်80ဘီလန်း 109A နဲ့108လမ်းကြားမှာရှိနေတဲ့နေအိမ်တစ်လုံးမှာလူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိတဲ့အတွက်ကြောင့်တာဝန်ရှိသူများတွားရောက်စစ်ဆေးရမှာတော့အသက်84နှစ်အရွယ်ဟာ မြင်းကြီးတက်အခိုင်းပေါ်ထိုင်ကုန်ပေါ်မှာထိုင်လျက်အနေထားနဲ့ဥကောင်းကိုထုရိုက်ခံထားရပြီးဥကောင်းပေါက်ပြဲဒဏ်ရာများနဲ့သေဆုံးနေကာအသက်36နှစ်ဟာအဲခန်းကဂရေပေါ်မှာဒဏ်ရာ3ချက်စိုးရင်ရဖြစ်ရရှိတာကြောင့်သေဆုံးထိခိုက်ဒဏ်ရာရရှိသူတို့ကိုချမ်းမြသစ္စာလူမှုကူညီရေးအသင်းကမော်တော်ယာဉ်များနဲ့မန္တလေးပြည်သူ့စေယုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။